ကဲအီဘီကဝယ်ခြင်းနဲ့ဝယ်ခြင်းနဲ့ဆိုတဲ့သူတွေဒီအချက်၅ချက်နဲ့ကိုက်ညီတယ်ဆိုရင်တော့အီဘီကဝယ်ဝယ်တက်ပါတယ်ခင်ဗျနံပါတ်၁အချက်ကတော့ကိုကရန်ကုန်မန္တလေးနေပြီးတော့မှနေတယ်နောက်ပြီးတော့မြို့ရဲမှာလည်းအရန်အသွားအလာများတယ်မြို့ရဲမဲ့တုံးမှာဆိုတဲ့သူတွေကအီဘီကကို စီးတယ်မှာလေခင်ဗျာနံပါတ်2အချက်ကတော့ကိုကအပါတ်မန့်ကိုကွန်ဒိုလိုမှာနေတယ်ဆိုပေမဲ့လည်းကျွန်တော်တို့ကို့အတွက်တီးတန့်ကားပါကင်ရမယ်အဲ့တီးတန့်ကားပါကင်မှာလည်းကျွန်တော်တို့ home charging system တက်ဆင်နိုင်တယ်ဆိုတော့ဆိုလို့ရှိရင်ကျွန်တော် EV ကစီးတယ်မှာတယ်နောက်ပြီးတော့ကို့အိမ်မှာ solar တက်ထားပြီးတော့အဲ့ solar ကလည်း EV ကာ charging သွင်းနိုင်တဲ့ capability ရှိတယ်ဆိုရင်ပို့ပြီးတော့လည်းအဆင်ပြေပါတယ်ခင်ဗျာကိုက channel ဝင်နေလည်းနေတယ်တက်ထားတဲ့ solar system ကလည်း EV ကာကိုအားသွင်းနိုင်တဲ့ solar system မျိုးရှိတယ်ဆိုရင် EV ကာဝယ်ဖို့အတွက်စဉ်းစားတယ်မှာတယ်နံပါတ်3ချက်ကတော့ကိုက technology ိုစိတ်ဝင်စားတယ်ကားဆိုလည်းဒီဇိုင်းစမ်းစမ်းမှကြိုက်တယ်အတွင်းကန်းကိုလည်းကောင်းမှကြိုက်တယ်ဆိုတဲ့သူတွေကတော့ EV ကားအရွေးချယ်စရာဖြစ်ပါတယ်ဘာလို့ဆို EV ကားတွေမှာနောက်ဆုံးပေါ် features တွေနီးပညာတွေအကုန်လုံးကိုကျွန်တော် EV ထုတ်လုပ်တဲ့သူတွေကထည့်သွင်းပေးထားလို့ပဲဖြစ်ပါတယ် features ပြင်းပြင်းအတွင်းကန်းကောင်းကောင်းဒီဇိုင်းလှလှ0ကီလိုလိုချင်တယ်ဆိုရင်တော့ EV ကားထဲမှာပဲရရှိနိုင်မှာဖြစ်ပါတယ်။အဲနံပါတ်၄အချက်ကတော့ကျွန်တော်တို့ expense တွေကို short ချခြင်းနဲ့သူဆိုလို့ရှိရင်လည်း EV ကားအဆင်ပြေပါတယ်။ကျွန်တော်တို့စီးပိုးတက်တာတဲ့အပြင်ကျွန်တော်တို့ပြုပြင်ထိန်းသိမ်းစေမှာလည်း EV ကားတွေအတိအသတ်တက်တာပါတယ်။ကျွန်တော် ICE ကားတွေလို gear box တွေတခြား moving parts တွေတော်တော်လေးနဲတာဖြစ်တဲ့အတွက်ကြောင့်မလို့ EV ကားတွေကအဲကျွန်တော်တို့ဒီရေတို့အတွင်းမှာတော့ကျွန်တော်ကုန်ကြမ်းစရိတ်အတော်လေးကို တက်လာပါတယ်ကားတွေကနောက်ပြီးတော့0ကီလိုအတစ်တည်းဖြစ်တဲ့အတွက်ကြောင့်မလို့နောက်3 5နှစ်တိုင်အောင်တော့ကျွန်တော်တို့ဒီပြုပြင်မှုအတွက်ခေါင်းထဲကိုထည့်ထားစရာလုံမှာမဟုတ်ပါဘူးအဲ့ဒီအတွက်ကြောင့်မလို့ကုန်ကျစရိတ်ရှုပ်ချခြင်းတွေသူတွေဆိုလို့ရှိရင်လည်း EV နဲ့ကာကြည့်မှာဖြစ်ပါတယ်နောက်ဆုံးနံပါတ်5အချက်ကတော့ကျွန်တော်ကိုကအိမ်မှာ EV ကားတစ်စီးတည်းကိုစီးမှာမဟုတ်ဘဲနဲ့အရေးပေါ်စီးဖို့ကျွန်တော် ိမ်မှာ ICE အခြားကားတွေလည်းရှိမယ်ကျွန်တော် EPIC ကဝယ်ဖို့ budget ကလည်း3500နဲ့2200ကြာသုံးမယ်ဆိုလို့ရှိရင်ဒီ function မြင့်မြင့်ကျွန်တော်တို့ brand ကောင်းကောင်းအဲဒီ interior quality ကောင်းကောင်း EPIC ကားတွေကိုရွေးချယ်နိုင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်အဲ့လိုလူမျိုးတွေကတော့ EPIC ကားဝယ်ဖို့စဉ်းစားနေပါတယ်ဒီ video အတွက်ကျွန်တော်ဘေးကုမ္ပဏီကမှ sponsor ယူထားတာမဟုတ်ဘဲနဲ့ကျွန်တော်လက်တွေ့ကြတဲ့အချက်အလက်တွေကိုပဲပြောပြပေးသွားတာဖြစ်ပါတယ်အကြံပြုလို့တဲ့အချက်တွေရှိရလို့ရှင်လည်း comment မှာရေးသွားပေးလို့ရပါတယ်ခုလိုကြည့်ရှုအားပေးတဲ့အတွက်အားလုံးကိုကျေးဇူးထူးတဲ့ရှိပါရခင်ဗျာ